မြန်မာနိုင်ငံကနမီကြီးမင်းသမီးတွေထပ်ပေါ်တာလုံပြီးပန်းချေကျွန်းကြီးကိုပိုင်ဆိုင်ထားတဲ့ခင်လင်းຫນွယ်စကားတန်ဝဲဝဲလေးနဲ့လီစုတိုင်းရင်သူလေးခင်လင်းຫນွယ်ကတချိန်ကကြုံညာတွေဗီဒီယိုတွေခင်မှာအရန်အောင်မြင်ခဲ့တဲ့သူပါရှင်ချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားသူဖြစ်ပြီးတမုံမြင့်မေကဗျာတို့နဲ့တခစ်တဲပေါ်ထွက်ခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်စကားတွေမှာတရုတ်ဆောင်ခဲ့တဲ့ခင်လင်းຫນွယ်ကစကားတွေကိုရိုက်တာနေပါသွားခဲ့ပါတယ် နောက်ပိုင်းမှာတော့ခင်လင်းຫນွယ်ကအမှုပညာလောကအဲကနေနားယူသွားခဲ့တာဖြစ်ပြီးစီးပွားရေးလုပ်ငန်းတွေကိုလုပ်ကိုင်နေခဲ့ပါတယ်။ခင်လင်းຫນွယ်ကသက်36နှစ်အရွယ်မှာအိမ်ထောင်ကျခဲ့တာဖြစ်ပြီးအခုဆိုရင်တော့အသက်44နှစ်ပြည့်သွားပါပြီ။သူ့ရဲ့ခင်ပွန်းကော့တောင်းမှာကျွန်းနီကိုပိုင်ဆိုင်ထားတဲ့ဒူဒေးကြီးတို့ဦးဖြစ်တာကြောင့်ကျွန်းနီပေါ်မှာခီးသွားလုပ်ငန်းကိုလုပ်ကိုင်နေပါတယ်။ကျွန်းပေါ်မှာအနေများတဲ့ခင်လင်းຫນွယ်ကိုသူငယ်ချင်းတွေကတော့ကျွန်းသူလို့ခေါ်ပြီးတော့သူ့ရဲ့ပိုင်ဆိုင်မှုတွေကတော့ခြားသောမင်းသမီးတွေထက်သာလုံနေပါဗျ။ ခင်လေးနယ်တို့ပိုင်ဆိုင်ထားတဲ့လုံဘူးကျွန်းကကော့တောင်းကနေပုတ်စီးပြီးတော့ဆက်သွားရသေးတဲ့ကျွန်းချစ်ပြီးနိုင်ငံသားသားခီးသွားတွေကလည်းလာရောက်ပြီးတော့လေပတ်ကြပါဗါးကော့တောင်းနီးနားမှာရှိတဲ့ကျွန်းတွေအားလုံးကလာကြပြီးခင်လေးနယ်တို့ရဲ့လုံဘူးကျွန်းကလည်းတခုပါဝင်ဖြစ်ပါတယ်လုံဘူးကျွန်းမှာကုလားပါကန်းခြေကိုပါထည့်သုံးထားတာကြောင့်ခီးသွားတွေရဲ့အပန်းခြေနားယူဖို့အတွက်ရွေးချယ်စရာနေရာတစ်ခုဖြစ်လာခဲ့ပါတယ်ခင်လေးနယ်ကအိမ်ထောင်ကြပြီးကလေးကကျွန်းပေါ်မှာခီးသွားလုပ်ငန်းကိုတိုးချစ်နေခဲ့တာပါရှင် ကျွန်းပေါ်မှာခီးတွားတွေများလာစေအောင်လှုပ်ဆောင်ပေးထားပေမဲ့လည်းကိုပေယောဂါဖြစ်သွားခဲ့တာကြောင့်ခါလောက်ပိတ်ထားခဲ့ရပါဗါအဲ့ဒီကနေအချိန်တော်ကြာသွားခဲ့ပြီးကိုပေယောဂါကြီးပြီးဆုံးသွားပြီးတဲ့နောက်မှာတော့ပြန်လဲပြီးတော့စီကားလာခဲ့ပါဗါသူတို့ဇနီးမောင်နှံနှစ်ယောက်စလုံးကကျွန်းကိုပြန်လဲတန်ရှင်ရေးလို့တာအပြင်လေ့ကျင့်စားပွဲဖြစ်အောင်ပြင်ဆင်ထားတာကဆော့သေးစိတ်လုပ်ခဲ့ကြတာပါကျွန်းပေါ်မှာညအိပ်ပြီးအနိုင်ယူခြင်းတဲ့သူတွေခီးတွားတွေအတွက်ဝန်ဆောင်မှုတွေပေးထားသလိုခင်လွန်းနယ်ကိုယ်တိုင်ကလည်းအိပ်ဒီတွေကိုနှက်ခါလိမ့်ပေးတဲ့ဝန်ဆောင်မှုကိုပါလုပ်ပေးထားပါဗျ။ နာမည်ကြီးမင်းသမီးတယောက်ပိုင်ဆိုင်ထားတဲ့ကျွန်းချစ်တာကြောင့်ခီးသွားတွေကြားထဲမှာလည်းထွေထူးကြုံညာနေစရာမလိုအောင်လူသိများလာပါဗျ။ခင်နှင်းတွေတို့ရဲ့ကျွန်းတဝိုက်မှာတဘာဝလပတ်တွေပေါ်တာကြောင့်နိုင်ငံသားသားခီးသွားတွေကြားထဲမှာတောင်လူကြက်များနေပါဗျ။အခုလိုဘူပြင်းတဲ့ရာသီမှာလည်းလာရောက်ပြီးတော့လေပတ်နေကြသူတွေပေါ်များနေပြီးသူ့ရဲ့ပိုင်ဆိုင်မှုကိုအံ့ကြနေကြပါဗျ။ခင်နှင်းတွေကကော့တောင်းမှာလုံကူကျွမ်းပြင်ပြင်ဦးလွေမှာဆိုလို့ရှိရင်လည်းလီဆူးရွာဆိုပြီးတော့အပန်းဖြေလို့ရအောင်ဖွင့်လှစ်ထားသေးပါဗျ။ ကျင်းကြီးတစ်ခုလုံးကိုပိုင်ဆိုင်ထားတာကြောင့်အမှုပညာလောကတဲကမင်းသမီးတွေကလည်းသူ့စီကိုလာရောက်ပြီးတော့လဲပတ်ကြပါဗျ။မြန်မာနိုင်ငံကမင်းသမီးတွေထဲမှာဟိုတယ်တွေ၊ရွှေဆိုင်တွေ၊စိမ့်ဆိုင်တွေကိုပိုင်ဆိုင်တဲ့သူတွေပေါ်များပေမဲ့ကျုံးကိုပိုင်ဆိုင်ထားသူကတော့ခက်ရှားရှားဖြစ်ပါတယ်။တခြားသူတွေအတွက်ကျုံးကိုပန်းဖြေဖို့တကူးတော့အသွားရပေမဲ့ခင်လင်းຫນွယ်ကတော့ကျုံးပိုင်ရှင်ကြီးကတော့ဖြစ်နေပါတယ်။အပြိုကြီးအဖြစ်သက်36နှစ်အထိနေထိုင်လာပြီးမှခင်လင်းတွေကအိမ်ထောင်ချက်ကန်ကောင်းနေပြီးတော့ခီးသွွားလုပ်ငန်းကြီးတစ်ခုကိုပါပိုင်ဆိုင်သွားပါတော့တယ်။ ခင်နင်းနယ်ရဲ့မျိုးသားက လုံမဲရှင်တယောက်ဖြစ်ပြီးကြွယ်ဝချမ်းသာတာကြောင့်မင်းသမီးချင်းချင်းရဲ့အားကြမှုကိုပါရရှိနေသူဖြစ်ပါတယ်။ခင်နင်းနယ်ကမြန်မာနိုင်ငံကတဘာဝလှပတွေကိုနိုင်ငံသားတွေကိုပြတ်သက်ချင်နေပြီးနိုင်ငံကိုဝင်ငွေတို့တဆေချင်နေသူဖြစ်ပါတယ်။ထိုင်းနိုင်ငံကကျွန်းတွေကိုခီးသွားတွေကတွားရောက်လက်ပတ်နေကြတဲ့အချိန်မှာမြန်မာနိုင်ငံအတွင်းမှာလည်းနမီကြီးပြီးတော့လက်ပတ်ဆရာနေရာတွေများစွာရှိနေပါသေးတယ်။ခင်လင်းနယ်ကသူ့ရဲ့ကျွန်းလေးကိုနိုင်ငံကျော်တဲ့အထီးစူးစမ်းနေပြီးပြည်တွင်းကခီးသွားတွေထဲမှာလည်း